မန်စီနီပရိသတ်တွေအတွက်သာမကပရီးမီးယားလိပရိသတ်တိုင်းလွမ်းနေရတော့မယ်ကီဗင်တီဘရိုင်းမန်စီနီနဲ့ဘယ်ဂျန်ကွင်းလယ်ကစားမတီဘရိုင်းကတော့ပရီးမီးယားလိရဝန်းကိုအပြီးတိုင်နှုတ်ဆက်သွားတော့မှာဖြစ်ပါရင်2015ခုနှစ်မှာပရီးမီးယားလိကိုစတင်ရောက်ရှိလာခဲ့တဲ့တီဘရိုင်းဟာမန်စီနီနဲ့အတူကမ္ဘာကောင်းဆုံးကွင်းလယ်ကစားမတစ်ယောက်ဖြစ်လာခဲ့သူပါဒီအရင်ကမှမန်စီးတီးနဲ့စာချုပ်တရံကုံဆုံးလို့မဲ့ဒီဘရိုင်းဟာအသင်းနဲ့စာချုပ်တရံမတိုးပဲထွက်ခွာသွားတော့မှာဖြစ်ပါရင်ဒီဘရိုင်းကချင်းနာကမှမန်ချက်စတာကြီးဒီလိုအစားချိလိုက်ပြီဆိုရင်ဘယ်ကိုဥတီသွားမလဲဆိုတာမင်းတို့သဘောပေါက်ကြမယ်ထင်ပါရင် ဒီတော့ဆက်ပြောရမယ်ဆိုရင်ဒီလဟာကျွန်တော်ရဲ့ Manchester City ကစားမဘွားနောက်ဆုံးလာနေဖြစ်လာတော့မယ်ဆိုတာအသိပေးကြပါရင်ဒီကြောင်းတွေကိုရေးရတာတကယ်မလွယ်ပါဘူးဒါပေမဲ့ဘောလုံးမတရားအနေနဲ့ဒီလိုနေမျိုးရောက်လာမယ်ဆိုတာအားလုံးသိပဲဖြစ်ပါရင်ဘောလုံးကငါ့ကိုဒီမျိုးလေးစီကိုခေါ်ဆောင်လာခဲ့တယ်ဒီမျိုးလေးမှာငါ့ရဲ့အိမ်မက်တွေကိုကောင်းထင်ဖော်နိုင်ခဲ့တယ်အဲ့ဒီတော့ငါဘွားကိုပြောင်းလဲစေမယ်ဆိုတာကိုငါကြုံမသိခဲ့ဘူးဒီမျိုးဒီအသင်းဒီလူတွေအားလုံးအရာအားလုံးငါ့ဘော်ကောင်းမိခဲ့တယ်ငါဘာပြန်ပေးဆက်ရမလဲမသိအောင်ကိုအရာအားလုံးငါ့ဘော်ကောင်းမိခဲ့တယ်ငါဒီမှာအရာအားလုံးအောင်မြင်ခဲ့တယ် ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဒီအချိန်အောင်နှုတ်ဆက်ရမယ့်အချိန်ပါပဲဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါရင်ဒီရန်အားလူချင်းလူကင်များတဲ့ကစားမတယောက်ဖြစ်ပါရင်သူ့ရဲ့ထွက်ခွာသွားမှုဟာမန်စီးတီးပရိသတ်တွေအတွက်သာမကပရီးမီးယားလိပရိသတ်အတိုင်းအတွက်စင်မကောင်းဖြစ်စေအောင်ထွက်ခွာမှုထောက်ဆက်မှုတစ်ခုလည်းဖြစ်နေပါရင်ဒီပိုင်းအောင်မန်စီးကနေထွက်ခွာခဲ့ပြီးတဲ့နောက်ဇာမဘွားကနေနိုင်မလားဒါမှမဟုတ်တခြားကလပ်အသင်းတစ်ခုမှသွားကစားမလားဆိုတာကတော့မသိရသေးပါဘူးဒီပိုင်းကိုခေါ်ယူဖို့အတွက် sorry credit ဘက်ကစိတ်ဝင်စားနေပြီးကစားမဘက်ကတော့လက်ရှိအချိန်အထိတိတိကျကျဆုံးဖြတ်ထားတာမျိုးမရှိသေးပါဘူး sorry ကလပ်တွေအပြင်ဥရောပအထိပ်သီးကလပ်တွေဖြစ်ကြတဲ့ PSG Bayern Munich တို့ကလည်းဒီပိုင်းရဲ့အခြေအနေကိုအသိအချင်းစောင့်ကြည့်နေပါတယ်ဒီပိုင်းကို1992ခုနှစ်ဇူလိုင်လ28ရက်နေ့မှာ Parkin Hawen ဒီပိုင်းနဲ့ Megan Anna ဒီပိုင်းတို့ကဘဲဂျန်နိုင်ငံမှာမွေးဖွားခဲ့တာပါဒါပေမဲ့ဒီပိုင်းဟာကလေးဘွားကိုတော့အကြောင်းမျိုးမျိုးကြောင့်အင်္ဂလန်နိုင်ငံမှာဖျက်ဆီးခဲ့ရသူပါအသက်၄နှစ်အရွယ်ပါတယ်ဒီပိုင်းဟာဘောလုံးအားကစားကိုစတင်စိတ်ဝင်စားခဲ့ပြီးကျောင်းဘောလုံးတွေမှာပါဝင်ခွင့်ရဖို့အတွက်ဝင်ရောက်ရွေးချယ်ခဲ့ပါတယ်အဲဒီရွယ်ကလေးကဒီပိုင်းရဲ့စိတ်ထဲမှာ professional ကစားသမားတယောက်ဖြစ်လာရမယ်ဆိုတဲ့စိတ်ကကင်းအောင်နေခဲ့တာပါ အသက်၁၄နှစ်အရွယ်မှာတော့သူ့ဝါရီမန်းချမ်းအတွက်မိမတွေဘာမှလုံမပေးနိုင်ခဲ့တာကြောင့်အင်္ဂါနေထွက်လာခဲ့ပါတယ်။အဲနောက်ချမ်းအကယ်မီကိုရောက်ရှိလာခဲ့ပြီးနှိမ့်နှဲငယ်ကြမှာပဲ။ပြည်တွင်းမီဒီယာတွေအာရုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။၂၀၁၀ခုနှစ်ဝင်းကျင်မှာတော့ချမ်းအသေးနဲ့လူတောက်ပါလာခဲ့တဲ့ဒီဘိုင်းကိုချဲစီကင်းနောက်တွေကခေါ်ယူခဲ့ပေမယ့်နီဗီယာမော်ရီဟိုရဲ့ယုံကြည်မှုကိုမရရှိခဲ့တာကြောင့်ဂျာမန်ကလပ်ဝူဘတ်အသင်းထံအပိသက်ပြောင်းရွှေ့သွားခဲ့ရပါတယ်။အဲတုန်းကအဖြစ်ပြက်တွေနဲ့ပတ်သက်ပြီးဒီဘိုင်းကเชลซีမှာရှိနေတဲ့နနေတာကာလာတွင်ကျွန်တော်ပထမအဆုံး၃ဘွဲပဲကစားခွင့်ရရှိခဲ့ပါတယ်။၄ဘွဲမြောက်ကစားတော့ရန်ကုန်မှာပဲထိုင်ရရတယ်။ โอเคကောင်းပြီငါကောင်းကောင်းကစားနိုင်ရင်ဒါနဲ့ဘာလို့ကစားခွင့်မရတာလဲကျွန်တော်မင်းနေကျွန်တော်ကိုရှင်းပြမဲ့သူမရှိဘူးအဲ့ဒီအချိန်ကလေးကကျွန်တော်နဲ့ချဲစီဇလန်ပြီးဆုံးသွားပါပြီဆိုပြီးကျွန်တော်စိတ်ထဲတွေးလိုက်တယ်လို့ပြောဆိုခဲ့ပူပါရင်2056ဘောလုံးရာသီမှာတော့ဒီ brand ကိုပြည်ကြီးပိုင်းမျိုးတွေကပြိုင်ဆိုင်ခေါ်ယူဖို့စ조사ခဲ့ပေမဲ့ဒီ brand ကနိုင်ငံလည်ရေးစင်အသင်းပေါ်ကွန်ပဏီရှိနေတဲ့ Man City အသင်းကိုပဲရွေးချယ်ခဲ့ပါရင်ဒီ brand Man City ကိုရွေးချယ်ခဲ့တာမှန်ကန်တယ်လို့ဆိုရမှာပါ Man City ကစားမပွားဒုတိယရာသီမှာ Guardiola Man City အသင်းကိုရောက်ရှိလာခဲ့ပြီးတဲ့နောက်ဒီ brand ရဲ့ခြေစွမ်းဟာဥရောပမှာပုံပြီးတောက်ပါလာခဲ့ပါရင် Guardiola ကိုယ်တိုင်ကလည်း တေချာနာတော်ဒီဘရိုင်းကဘာအကောင်းဆုံးကစားမ9ရောက်တဲ့ပါလာအောင်မင်းအေးဆေးလုပ်နိုင်တယ်လို့ပြောခဲ့ပါတယ်။တကယ်ပဲဒီဘရိုင်းဟာကွာလာပြောသလိုဖြစ်လာခဲ့ပါတယ်။အခုတော့ဒီဘရိုင်းဟာသူ့ကိုရောင်းတင်ပေးခဲ့တဲ့မန်စီးတီးနဲ့ကွာလာကိုအပီးတိုင်နှုတ်ဆက်စကားဆိုသွားခဲ့ပြီဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကထူလာပါမယ်။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါရခင်ဗျာ။